အာကျွန်တော်က10ရန်ပြီးကြတဲ့ကအာကျွန်တော်ဒီစပြီးတော့ဒီ industry တွေဝင်ခဲ့ရပါတော့အလုပ်စလုပ်ခဲ့ပါဟောကျွန်တော်အသက်ဆိုရင်ပြောမယ်ဆိုအသက်20လောက်ဖြစ်ဆိုခု30ဆိုတော့အနည်း20လောက်ချိသွားပြီအနည်း20လောက်မှာ local brand တွေရော international brand တွေရောအော်ကျွန်တော်မြေဆန်ပြီးသွားပြီပြီးတော့လက်ရှိမှာလည်းအလုပ်တွေလုပ်နေရပါတော့အဲ့တော့အခုလက်ရှိမှာတော့အော် အနည်း20လောက်ရှိပါတယ်အာလူတွေကလေအဓိကပါဆိုတော့ကျွန်တော်ရဲ့မျက်နှာအများအားလို့ပြုံးပျော်နေရပေါ့နော်ပြုံးပျော်နေရတခါစားအခုနောက်ပိုင်းမှာ training ရောက်နေတယ်ဒီမျက်နှာတွေပဲပြင်တာတို့ပါလို့ဆိုရင်တချို့ကကျွန်တော်တကယ်ချင်းလို့ဆိုရင်အကြံပေးရင်တော့ကုတေစာအောင်နဲ့အာဟိုကမလုပ်ပါနဲ့ပေါ့နော်ကုတေစာကဒီ smile line တွေပါတွေကဘယ်တော့မှဘာကြီးပဲပြင်ပြင်ရမှာမဟုတ်ဘူးနော်ကုတေစာအများအားရည်နေတယ်ပြုံးနေတယ်ပေါ့နော်အပြုံးနေတာဖြစ်တဲ့ကြောင့်မို့ဒီ smile line တွေမှာပဲဟိုကိုယ်ကအသက်ကြီးနေတော့နည်းနည်းပျောက်ချင်တယ်ပေါ့နော်ပျောက်ချင်တော့ဟိုကဒီကလုံမယ်ပေါ့အဲ့လိုမျိုးပြောခါမှာသူတို့ကမလုပ်ပါနဲ့လို့အဲ့လိုထိတားရတယ်ပေါ့နော်အဲ့တော့လူတွေရဲ့အမြင် ကကျွန်တော်မြင်နေဆိုရင်အပြုံးနဲ့တွဲမြင်တာပေါ့နော်အပြုံးလေးရှိတယ်ပြီးရခါကျတော့ကျွန်တော်အမြဲအတစ်ဖြစ်နေရပေါ့နော်အသက်ရွယ်ကြီးဝင်သွားပင်မဲ့အဲ့အတစ်ဖြစ်နေတဲ့အကြောင်းပေါ့ဟိုလူတွေကကျွန်တော်မြင်တော့အဲ့လိုမြင်နေပြီးတော့ကျွန်တော် nickname နေနဲ့ဥတီလို့လည်းခေါ်ပါရဗျဟုတ် အာကျွန်တော်ကအဓိက stress release ပေါ့နော်အဓိကကျွန်တော်တို့ stress တွေကိုကျွန်တော်တို့ကယူတဲ့အတူပေါ်မှာပဲမူတည်ရလူတိုင်းက stress ရှိရအဲဒါနဲ့အဲ့ stress ကိုကိုဟောင်းဘလောက်ထိ accept လုပ်မလဲပေါ့နော်ကျွန်တော် stress တော်တော်များများကိုကျွန်တော် accept မလုပ်တတ်ဘူးဒါပေမဲ့ဟိုမှန်ကန်တဲ့နည်းနဲ့ stress ကို short ချတာပေါ့နော် short ချရတယ်ကျန်းမာရေးလည်းထိုက်သိမ်းလျောက် like စားရတယ်ဟောအဲ့တော့ကျွန်တော်အခုချိန်ထိတော့ကျန်းမာပြီးတော့ပြောမဟိဆိုတော့ fresh ဖြစ်နေရပေါ့နော်ပြီးတော့ addict လည်းဖြစ်နေပါ ကောင်းတော့အဓိကနံပါတ်၄လေကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါမှာကျွန်တော်မြန်မာလူမျိုးဆိုရင်ထုံးစံပေါ့နော်မင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါပေါ့နော်နှုတ်ခွန်းဆက်တတ်လိုက်ပြီးဆိုတာနဲ့လူတွေကမင်္ဂလာတပါးရပါအဲ့ဒီပြင်မှာအဲ့မင်္ဂလာပါလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ကအဓိကပါလဲလို့ပြောဆိုရင်အပြုံးလေးထပ်ထည့်လိုက်တဲ့အခါကျတော့လူနှစ်ယောက် ကကိုယ့်ကိုမုန်းနေရင်တော့ ီပြုံးကိုသူတို့မလွန်ဆန်ရဲဘူးပေါ့နော်အဲ့တော့အပြုံးချိုချိုလေးနဲ့ပဲနှုတ်ဆက်လိုက်ပါအစမပြေတဲ့ຢာရဲ့အားလုံးစင်ပြေသွားပါလိမ့်မယ်ဗျမုန်းနေရဲသူလဲကျွန်တော်ပြုံးပြနိုင်တယ်ဗျအဓိကလေမုန်းနေရဲဆိုရယ် concept ကဟိုအများကြီးရှိရပေါ့နော်ကိုဘွားကြီးရောဘလောက်ထိအာဟိုပြက်လို့ပျက်စီးရအကြောင်းအရာတွေဖန်တီးရတူဆိုရင်တော့ကျွန်တော်တို့ကပြုံးပြစရာမလိုတော့အောင် neglect လုပ်ပြီးတော့အဲ့ဒီကို forget လုပ်လိုက်ရမှာပေါ့နော်အမြင်ခဲ့ရဆိုရင်လည်း neglect လုပ်ထားပြီးွားပြီးကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ဖယ်ထုတ်ပြီးွားပြီလို့ပြောရဟိဆင်အဲ့ဒီမျိုးကိုမြင်တဲ့အခါမှာလည်း မလို့တော့ဘူးပေါ့တကယ်လို့ပြုံးပြမိရင်တော့အဲ့ဒီအပြုံးကအစ်စ်မဟုတ်တော့အတုပေါ့အဲ့လိုဟုတ်ဒီနေ့ပွဲလေးကတော့အဓိကကျွန်တော်တို့ဒီ PMG ဂျင်းကနေပြီးတော့ကျင်းပတဲ့ Looking Innovation Meet Global ဆိုရဲခေါင်းစဉ်နဲ့ Chestrian Lobby ဘာမှကျင်းပတဲ့ပွဲလေးပဲဖြစ်ပါတယ်။အော်ကျွန်တော်ကဒီပွဲအတွက်ကိုတာဝန်ယူပြီးတော့ စီစဉ်တက်ဆက်ပေးရမှာဖြစ်ပါရဲ့ဗျကျွန်တော်နာမည်ဒေစာအောင်ပါအာအဓိကတော့ကျွန်တော်ဒီပွဲရဲ့ concept ကကြတော့ဟိုခေါင်းစဉ်နဲ့ကံ့ညီအောင်တော့ဖန်တီးထားရပေါ့နော်အဓိက local innovation meet global ဆိုရဲခေါင်းစဉ်နဲ့ concept လေးတော့ဖန်တီးထားတယ်ပြီးရခါမှာအဓိကပါလဲဆိုရဲကကြတော့ဟို networking event ပေါ့နော် networking event party ပုံစံလေးပေါ့ပေါ့ပါပါလေးကိုကျွန်တော်ဒီမှာဖန်တီးထားပါပေါ့နော်အဓိကတော့ကျွန်တော်ပံ့ပိုးကူညီပေးတာရောချက်ချွေရင်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ networking event လေးမှာ အာ PMG ဂျင်းတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့ကောက်တေးလေးတွေလာတဲ့ဧည့်သည်တွေတိုက်သွားမယ်အဲ့လိုမျိုးပေါ့နော်ပြီးရဲ့ခါကျတော့ networking concept ဖြစ်တဲ့ကြောင့်မို့တယောက်နဲ့တယောက်မိတ်ဖွဲ့မယ်အဲ့လိုပုံစံလေးကိုအဓိကသွားထားပါတယ်ဗျအဓိကလေကျွန်တော်တို့ဒီကောက်တေး event လေးကအခုနောက်ပိုင်းမှာမြန်မာပြည်မှာ trend ပြောင်းလာတယ်ပေါ့နော် trend ပြောင်းလာဆိုတော့ပုံမှန်လို့ပြောရရင်ကျွန်တော်တို့ကအဲ အော်ဝီစကီဘားတွေပုံများရဲ့အခုနောက်ပိုင်းမှာဝီစကီဘားပဲဖြစ်ဖြစ်ရက်စတောရန်ပဲဖြစ်ဖြစ်အကောင်လုံးနီးနီးရကောက်တေးလေးတွေတောက်လာကြတယ်ကောက်တေးလို့ပြောမယ်ဆိုရင်အမျိုးသားရောအမျိုးသမီးရောအလုံးစိုက်ကြရပေါ့နော်သူက easy to drink လေဖြစ်တယ်အတောက်ရတာလဲ fresh bite တွေရပမျိုးစုံကိုဖန်တီးပေးရပေါ့နော်အဲ့တော့ ကောက်တရ training တစ်ခုအနေနဲ့ဒီရှိရပေါ့နော်ဒီရှိတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကအာ PNG ကထုတ်လုပ်တဲ့အာ PNG ဂျင်နဲ့ RAN ကိုအဓိက base ထားပြီးတော့ကောက်တေးတွေကို create လုပ်ပေးတာပေါ့နော်အာ create လုပ်ပေးတဲ့အခါမှာကောက်တေးတွေ creation လာတော့ကျွန်တော်တို့ဒီ Aquila ဘာဟော everyone နေပြီး create လုပ်ပေးရပါတော့အဒီနေရာမှာအာကျွန်တော်ထပ်ပြီးတော့ additional နဲ့ information ထပ်ပြီးတော့ပေးချင်တာကကျွန်တော်ခေါင်းစဉ်အောက်ထက်မှာရှိရဲ looking innovation meet global ဆိုရဲ concept လေးရှိပါတယ် အဲ့ဒီ concept ကအဓိကပါလဲလို့ပြောမှာဟေးဆိုရင်ကျွန်တော်တို့ local product တွေကလည်း internationally ကိုအဆင့်ရောက်တယ်။အဆင့်မီရဲဆိုတာပြတာချင်တာလည်းဖြစ်ပါတယ်။အော်အဲ့ဒီနေရာမှာနောက်တစ်ခုကပါလဲလို့ပြောမှာဟေးဆိုရင်ကျွန်တော်တို့ local innovation ဆိုရဲခေါင်းဆောင်ကပုံမှန်ပေါ့နော် innovation ဆိုတာတော့ကျွန်တော် big cities တွေမြို့ကြီးမြို့ပြကြီးတွေ global companies တွေရမှာဆင့်သက်လာတာမဟုတ်ပါဘူးနော်။အဓိကတော့ innovation ကကျွန်တော်တို့ဒီလိုနေရာတွေကနေပြီးတော့လဲစတင် account ထဲပေါ်လာနိုင်တယ်ဆိုရဲ သိမ်းပါပြီးအခါမှာဒီ product line တွေရဲ့နောက်ွယ်မှာအာကြီးမားတဲ့တက်ရောက်မှုတွေရှိပေါ့နော်အဓိက local product line ဖြစ်တဲ့ကြောင့်ပေါ့ကျွန်တော်တို့ကပါလဲဆိုရင် we own our culture ပေါ့နော်ကျွန်တော်တို့ရဲ့ own culture စေပါမယ် own story စေပါမယ် own ingredient စေပြီးရခါကျတော့ကျွန်တော်တို့မြန်မာပြည်ကလူလူတို့ပေါ့နော်လူတို့ရဲ့အားနဲ့ဖန်တီးထားတဲ့ our own people ဆိုတဲ့ concept နဲ့ ပါဝင်ပါတယ်အဲ့တော့ဟိုပြောချင်တဲ့အတိတ်ပဲက local brand တွေရဲ့အနောက်ကွယ်မှာဒါတွေရှိတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ local product line တွေအကုန်လုံးကလည်းဒီပြောရမယ့်ဟိဆင်တော့ဟို international level ကိုထိုက်တင်တော့ပတ်စွာရောက်ရှိနေတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်က android လောက်တဲ့ခါမှာ category နှစ်ခုခွဲထားရပေါ့နော် international တွေရဲ့ product line တွေကတော့အများစုသိပြီးတော့ကျွန်တော်တို့တော့ပြောစရာမလိုဘူးအားလုံးကလက်ခံပြီးသားဖြစ်တယ်ဒါပေမဲ့ local product ကြတော့ ကျွန်တော်နားဆင်တာပေါ့နော် local မှာ innovation ဘယ်လောက်ပါသလဲသူရဲ့နောက်ွယ်မှာ story ကဘယ်လောက်ရှိသလဲပြီးတော့မြန်မာနိုင်ငံရဲ့ဘယ်လိုဒေသန္တရထွက်ပစ္စည်းတွေကို represent လုပ်ပြီးတော့ချပြသလဲပေါ့နော်အဲ့တော့ဟိုအဲ့ concept တွေတော့ကျွန်တော်ကဦးစားပေးတယ်အဲ့ခါမှာလဲဟိုသူတို့ရဲ့ theme တွေ culture ပုံမှာလိုက်ပြီးတော့ကျွန်တော်ပါဝင်နေစီးမျောပါတယ်ဗျဟုတ်ကဲ့ဟော looking မှာတော့ကျွန်တော်တို့ looking မှာတော့ဥမာကျွန်တော်တို့ဟော categories ကြီးအများကြီးရှိရပါတော့ category အများကြီးတဲ့မှာမှာအဓိကပါလဲလို့ပြောမယ်ဆိုရင် food line တွေရှိမယ် beverage တွေရှိမယ် beverage အောက်မှာဆိုရင်ဒီနေ့လို events concept လေးရှိရပါတော့အဲ့တော့ event concept တွေမှာဟို company တစ်ခုနဲ့တစ်ခု innovator တွေတစ်ခုနဲ့တဦးနဲ့တဦးဟာမတူညီတဲ့ theme တွေ color တွေပြီးရခါကျတော့သူတို့ထုတ်လုပ်တဲ့ method တွေပုံစံတွေမတူဘူးပေါ့เนาะမတူပေမဲ့လည်းမြန်မာငွေသက်လေးတွေပါတယ်မြန်မာဒေသန္တရထုတ်ကုန်ပစ္စည်းတွေကို အဓိက base ထားပြီးထုတ်တဲ့ product line တွေကျွန်တော်ပို့ပြီးတော့အားတာတယ်ကြိုက်လဲကြိုက်တယ်ပေါ့နော်ပြီးရခါကျတော့ဒီ local product တွေရဲ့အားတာချက်ကပါလဲဆိုတော့မြန်မာနိုင်ငံမှာရှိနေတဲ့ဒီလူငယ်တွေလူရင်းမြောင်များစွာလဲအလုတ်ကန်ခွင်လန်းတွေကိုဖန်တီးပေးနိုင်တယ်ပေါ့နော်ပြီးရခါကျအခုလက်ရှိအခြေအနေမှာပါလဲဆိုတော့ international product line တွေအတွက်ကနည်းနည်းလေး risk ရှိရယ် risk ရှိရယ်ဆိုတော့အကြောင်းအရာမျိုးမျိုးပေါ့နော်အဲ့လိုအခြေအနေမှာ local product တွေအတွက်ကကြတော့အရန် comfort ဖြစ်တဲ့အဆင်ပြေတယ်။အဲ့အတွက်ကြောင့်လည်း local product တွေလည်းကျွန်တော် online ဖြစ်တယ်ဗျ။ဟုတ်။အဓိကတော့ကျွန်တော်ရဲ့ဟို professional fee ကတော့ beverage နဲ့ alcoholic ပေါ့။ဒါပေမဲ့ကျွန်တော်တို့လည်းမြန်မာလူမျိုးဖြစ်တော့မြန်မာအစားစာတွေစိုက်တာပေါ့နော်။အကျွန်တော်ရဲ့ personally ရလို့ပြောမစမ်းကျွန်တော်ကဟိုပေါ့ဟိုဘလို့ခေါ်မလဲတကယ်ဟို European food တွေကိုကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူး။ပုံမှန်တော့ကျွန်တော် local brand တွေကိုပို့ပြီးတော့စိုက်တယ်။ local brand local တွေမောင်မောင်ဆိုငွေငါဆိုကျွန်တော်အရန်စိုက်တာပေါ့နော်။အထုလို့ပဲမြန်မာမုတ်တွေဆိုလဲကျွန်တော်စိုက်တဲ့ထဲမှာပါတယ်။ပြီးတော့ပြောမစမ်း မြန်မာဒီသင်္ဒရာရဲ့ဟိုလက်ရလက်ဖက်ဆိုလဲကျွန်တော်ကအရန်ဟိုအဲ့မှာဆိုရင်အဲ့လိုမျိုးပေါ့နော်ဘူးလေးနဲ့ထည့်ပြီးတော့ကိုယ့်ဘာကိုနှက်တာအာကိုယ့်ဘာကိုတည်တည်ချာချာနှက်တယ်ဟိုပြီးတော့အဲ့ဒါလေးဒစင်းစင်းစားရဲ့ feeling ပေါ့နော်ဟိုအဲ့လိုမျိုးလဲကြိုက်ပါလက်ဖက်ကကျွန်တော်အဓိကကြော်လေးဟိုကျွန်တော်ရဲ့မိတ်ဆွေတွေကရှမ်းပြည်မှာရှိရဲရှိရဲခါကြော်လက်ဖက်ကအညွန့်လေးတွေတော့ကျွန်တော်ကသူတို့တွေသွားတဲ့ခါတိုင်းမှာမှားရဲပေါ့နော်အညွန့်လေးတွေလို့ပြောရဲဆိုတော့ကျွန်တော်ကအဓိကပါလဲဆိုတော့အညွန့်တွေကိုကျွန်တော်ကဟို ဘယ်လိုခေါ်မလဲဒီတိုင်းအရပါလေးစားရဖြစ်တဲ့ကြောင့်မထောင်းဘူးပေါ့နော်ထောင်းတဲ့ vibe မဟုတ်ဘူးအဲ့ဒါလေးကိုပဲသူရေးဆေးမယ်ရေးဆေးပြီးရခါကြောင့်မှတချို့ add ပေါ့နော်လိုအပ်တာလေးထည့်ထည့်ပြီးရခါမှစက်သွန်ဖြူလေးနဲ့ထည့်ပြီးတော့ကျွန်တော်ပစွန်ချောင်းလေးနဲ့အဲ့လိုမျိုးစားရအဖိုးကြီးတော့ပေါ့အဲ့လိုမျိုးကိုကြိုက်ပါရဲ့ဗျ တော့တင်းရင်ချင်းမှုတက်စာရယ်ဆိုရင်အခုမအားတို့ကိုတို့လည်းအကုန်လုံးမြင်မယ်မီဒီယာလူတွေလည်းမြင်မယ်အဒီမှာကြည့်ရှုနေတဲ့ပြည်သက်တွေလည်းသိမှာပါအခုနောက်ပိုင်းကကောက်ချောင်းနည်းနည်းလေးပြောင်းလာရခင်တော့ဆိုကျွန်တော်မြန်မာနိုင်ငံမှာလည်းဆိုမြန်မာပြည်သူလူထုကအိမ်မှာပဲနေကြညနေ6:00နာရီစံအပြင်မထွက်ကြဘူးအဲဒါပေမဲ့အခုစတန်ကပြောင်းလာရင်ညဘက်ကိုဟန်ဂေါက်တွေလုပ်တယ်တငယ်ချင်းတွေမိတ်ဆွေတွေနဲ့ဘားတွေမှာသူတို့ရဲ့ဟိုတနစ်တာပင်ပန်းသမျှကိုသူတို့ relaxing လုပ်တယ်ပေါ့နော်အဲ့တော့အဲ့လို relaxing လုပ်တဲ့အခါမှာသူတို့ကအဲ့လိုအရင်ကြီး ဟော body ကြီးရယ်ပေါ့နော် body ကြီးရယ်ဆိုတော့ကျွန်တော်အဓိက alcohol percentage များတဲ့ဟာမျိုးတွေမတောက်ချင်ဘူးပြီးတော့သူတို့ရဲ့တောက်ရတဲ့ concept လေး vibe လေးတွေနဲ့လည်းမိကျင်တဲ့အခါမှာသူတို့ကဗားလေးတွေနဲ့ဖန်တီးတွေတောက်ကြတယ်ဆိုတော့ cocktail လေးတွေတောက်ကြတယ်။ cocktail လေးတွေကလည်းဖန်တီးသူရဲ့အပေါ်မှာအယမ်းမူတည်ရယ်ပေါ့နော်။ ခန်ဒီခန်ဒီရဲ့သူရဲ့ကောက်တေးမစ်ဆာကောက်တေးမစ်ဆာလော့ဂျစ်ရဲ့တီထွင်ဖန်တီးမှုပေါ်မှာအရသာအမျိုးမျိုး꽌ပြားနေတယ်အသူရဲ့ဝိသေသတွေလည်းအများကြီးရှိရယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ကအမျိုးမျိုးသောအရသာတွေကိုဖန်တီးလို့ရပါတော့ဒီနေ့ဆိုလဲအာကောက်တေးအာမိတ်ကပေါ့နော်ကောက်တေးမစ်ဆာကျွန်တော်ကအဓိကအဲရိုရဲ့ဟိုသူရဲ့ creation လေးကိုကျွန်တော်တို့ကဒီနေ့ပွဲမှာ တိုက်ထားပါအမရုကူလည်းတောက်ပါအဓိကတော့ကျွန်တော် location ကိုကျွန်တော်ဒီ Chestrian ကိုကျွန်တော်ကဟိုအပူကတ်တာပေါ့နော် Chestrian တို့ဘာလို့လဲဆိုလဲညီကောင်မောင်မလို့ဖြစ်နေရယ်ဟော concept လေးလည်းနည်းနည်းမတူတဲ့ theme လေးသွားခြင်းတယ်ပြီးရဲ့အခါကျတော့ networking ဆိုတဲ့ concept ဖြစ်တဲ့ကြောင့်ပေါ့ကျွန်တော် sitting plan တွေနည်းနည်း short ပြီးရဲ့အခါမှာဟော event concept ကိုအားလုံးတစုတဲ့တဝေးတဲ့စကားတွေပြောကြမယ်ဟဲ့ကိုယ့်ရဲ့ business purpose တွေကိုတယောက်ကိုတယောက် sharing လုပ်မယ်အနားထောင်ကြမယ်ပေါ့နော်ပြီးတော့မိတ်ဆွေတွေတိုးကြမယ်အဲ့ဒီကြားထဲမှာကျွန်တော် connection matter ဖြစ်တဲ့ဒီ cocktail လေးကိုကျွန်တော်က ထည့်ပေးတာပါအဲ့တော့ဒီနေ့မှာတော့ကောက်တေးရတော့ PNG ကထုတ်လုပ်တဲ့ PNG ဂျင်နဲ့ PNG RAN ကိုတော့အဓိကဘေးစားပြီးတော့ဖြောပေးထားပါတယ်အဲ့တော့ဒီပွဲမှာလူရဲကြားထဲက connection ပဲတော့တခုအနေနဲ့တည်ရှိနေမှာပါ ော့လာစတီပြောနေတာပြောနေရဆိုအဓိကကျွန်တော်တို့ကဟောဘာလုပ်ပဲလုပ်လို့ပေါ့နော် emotion ရှိဖို့လိုတယ် passion လေးတွေရှိဖို့လိုတယ် without passion လေးတွေ we cannot be successful ပါအဲ့တော့အဓိကကျွန်တော်တို့အလုံးမှာပျော်မွေးနေဖို့ကလည်းလိုတယ်ပျော်မွေးဖို့ဆိုတာဒီအလုပ်ကိုဝါသနာပါဖို့လိုရပေါ့နော်ဝါသနာမပါဘူးဆိုရင်ကျွန်တော်တို့ကအောင်ပြင်နိုင်ဖို့ခက်ခဲပါတယ်အဲ့တော့ကျွန်တော်အဝါသနာရောပြီးတော့ကိုယ့်ရဲ့ bingo visa ရဲ့တိုက်ကောက်ရောအလုံးပေါင်းဆက်ထားတဲ့အခါမှာဒီနေရာမှာအခုဒီနေ့ထိတ်ချီပျော်နေရပေါ့နော်ဆက်ပြီးတော့လည်းပျော်နေမှာပါ အာကျွန်တော်က10တန်းပြီးခဲ့တဲ့ကအာကျွန်တော်ဒီစပြီးတော့ဒီ industry တွေဝင်ခဲ့တယ်ပေါ့နော်အလုပ်စလုပ်ခဲ့ပေါ့ဟုတ်ကျွန်တော်အသက်ဆိုရင်ပြောမယ်ဆိုအသက်20လောက်ခဲ့ဆိုတော့ခု30ဆိုတော့အဲ့နေ20လောက်ရှိသွားပြီအဲ့နေ20လောက်မှာ local brand တွေရော international brand တွေရောအာကျွန်တော်မြေဆန်ပြီးသွားပြီ ပြီးတော့လက်ရှိမှာလည်းအလုပ်တွေလုပ်နေရယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာတော့ 哦အနည်း20လောက်ရှိပါတယ်အာလူတွေကလေအဓိကပါဆိုတော့ကျွန်တော်ရဲ့မျက်နှာအများအားအလိုပြုံးပျော်နေရပေါ့နော်ပြုံးပျော်နေရတခါစားအခုနောက်ပိုင်းမှာ training ရောက်နေတယ်ဒီမျက်နှာတွေပဲပြင်တာတို့ပါလို့ဆိုရင်တချို့ကကျွန်တော်တကယ်ချင်းတွေဆိုရင်အကြံပေးရင်တော့ကုတေစာအောင်နဲ့အာဟိုကမလုပ်ပါနဲ့ပေါ့နော်ကုတေစာကဒီ smile line တွေပါတွေကဘယ်တော့မှဘာကြီးပဲပြင်ပြင်ရမှာမဟုတ်ဘူးနော်ကုတေစာအများကြီးရည်နေတယ်ပြုံးနေတယ်ပေါ့နော်အပြုံးနေတာဖြစ်တဲ့ကြောင့်မို့ဒီ smile line တွေမှာပဲဟိုကိုကလည်းအသက်ကြီးနေတော့နည်းနည်းပျောက်ချင်တယ်ပေါ့နော်ပျောက်ချင်တော့ဟိုကဒီကလုံမယ်ပေါ့အဲ့လိုမျိုးပြောခါမှာသူတို့ကမလုပ်ပါနဲ့လို့အဲ့လိုဒီတားရယ်ပေါ့နော်အဲ့တော့လူ ူရဲ့အမြင်ကကျွန်တော်မြင်နေဆိုရင်အပြုံးနဲ့တွင်းမြင်တာပေါ့နော်အပြုံးလေးရှိတယ်ပြောရခါကျကျွန်တော်အမြင်နဲ့ active ဖြစ်နေတယ်ပေါ့နော်အသက်ရွယ်ကြီးဝင်သွားပင်မဲ့ active ဖြစ်နေတဲ့အကြောင်းပေါ့ဟိုလူရဲ့ကျွန်တော်မြင်တော့အဲ့လိုမြင်နေပြီးတော့ကျွန်တော် nickname အနေနဲ့ဥတီလို့လည်းခေါ်ပါရဗျာဟုတ် အာကျွန်တော်ကအဓိက stress release ပေါ့နော်အဓိကကျွန်တော်တို့ stress တွေကိုကျွန်တော်တို့ကယူတဲ့သူပေါ်မှာပဲမူတည်ရဲလူတိုင်းက stress ရှိရဲအဲဒါနဲ့အဲ stress ကိုကိုဟောင်းဘလောက်ထိ accept လုပ်မလဲပေါ့နော်ကျွန်တော် stress တော်တော်များများအောင်ကျွန်တော် accept မလုပ်တတ်ဘူးဒါပေမဲ့ဟိုမှန်ကန်တဲ့နည်းနဲ့ stress ကို short ချအောင်ပေါ့နော် short ချရဲကျန်းမာရေးလည်းထိုက်သိမ်းလျောက် like စားရဲဟောအဲ့တော့ကျွန်တော်အခုချိန်ထိတော့음ကျန်းမာပြီးတော့ပြောမဟဲဆိုတော့ fresh ဖြစ်နေရဲပေါ့နော်ပြီးတော့ addict လည်းဖြစ်နေပါ ောင်းတော့အဓိကနံပါတ်၁လေကျွန်တော်တို့လူတယောက်နဲ့တယောက်တွေ့တဲ့အခါမှာကျွန်တော်မြန်မာလူမျိုးစဉ်ထုံးစံပေါ့နော်မင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တာပါပေါ့နော်နှုတ်ခွန်းဆက်တာလိုက်ပြီးဆိုတာနဲ့လူတွေကမင်္ဂလာတပားရပါဘူး။အဲ့ဒီပြင်မှာအဲ့မင်္ဂလာပါလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ကအဓိကပါလဲလို့ပြောစမ်းအပြုံးလေးထပ်ထည့်လိုက်တဲ့အခါကျတော့လူနှစ်ယောက်ကကိုယ့်ကိုမုန်းနေရင်တောင် ဒီပြုံးကိုသူတို့မလွန်ဆန်ရဲဘူးပေါ့နော်အဲ့တော့အပြုံးချိုချိုလေးနဲ့ပဲနှုတ်ဆက်လိုက်ပါအစမပြေတဲ့ຢာရဲ့အားလုံးစင်ပြေသွားပါလိမ့်မယ်ဗျမုန်းနေတဲ့သူလည်းကျွန်တော်ပြုံးပြနိုင်တယ်ဗျအဓိကလေမုန်းနေရဲဆိုရယ် concept ကဟိုအများကြီးရှိရပေါ့နော်ကိုဘွားကြီးရောဘလောက်ထိအာဟိုပြက်လို့ပျက်စီးရအကြောင်းအရာတွေဖန်တီးရတူဆိုရင်တော့ကျွန်တော် ကပြုံးပြစရာမလိုတော့အောင် neglect လုပ်ပြီးတော့အဲ့လိုကို forget လုပ်လိုက်ရမှာပေါ့နော်အမြင်ခဲ့ရဆိုရင်လည်း neglect လုပ်ထားပြီးွားပြီးကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ဖယ်ထုတ်ပြီးွားပြီလို့ပြောရဲဟိဆင်အဲ့ဒီလိုကိုမြင်တဲ့အခါမှာလည်း မလို့တော့ဘူးပေါ့တကယ်လို့ပြုံးပြမိရင်တော့အဲ့ဒီအပြုံးကအစ်စ်မဟုတ်တော့ဘူးအတုပေါ့အခုကတော့စီစဉ်နေ ပွဲလေးရောက်လာတယ်ပွဲလေးရောက်လာတဲ့အခါမှာအခုဒီနေ့ကျင်းပတဲ့ PNG ရဲ့ Looking Innovation Meet Global ကလည်းတကယ်တော့ကျွန်တော်ရဲ့ brand မဟုတ်ဘူးကုမ္ပဏီကနေပြီးတော့ကျွန်တော်ဟိုဝိုင်းပြပံ့ပိုးပေးဖို့ပြောတာဖြစ်တဲ့ကြောင့်မို့ဒီပွဲကိုကျွန်တော်ပွဲ arrangement တစ်ခုအနေနဲ့ပါဝင်ထားသလိုဒီနေ့မှာလည်း product နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော် present လုပ်မှာပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ apart hobby ကျွန်တော်ဝါသနာပါတဲ့အရာကတော့ MC လည်းလုပ်တာဖြစ်တဲ့ကြောင့်မို့ MC ပွဲတွေလည်းကျွန်တော်တော့ရှော့လာဖို့ရှိပါတယ်အခုလာမဲ့အဲ အောက်တိုဘာ29 28လို့ပြောရင်ကျွန်တော်တို့ flare အာ flare ဟော competition 2025ကျင်းပဖို့ရှိပါတယ် flare competition 2025ကျတော့ထူးထူးခြားခြားအနေနဲ့အဓိကဟိုကျင်းပတော့တော့မြန်မာ bartender support group ကကျင်းပတာပါအော်အဲ့ဒီမှာဘသူ့ကို invitation လုပ်တယ်ဆိုတော့ world flare championship ပေါ့နော်အော် alexander ကိုမြန်မာပြည်ကိုဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့အကြောင်းပေါ့ ကဘာမှာဟိုပေါ့နော်ဝင်းသားရတာရဲ့သူပြီးတော့ကျွန်တော်တီးတဲ့လောက်ကသူကဝင်းသားကို၄စင်စက်တက်နေနေရတာဖြစ်တဲ့ကြောင့်မအဲ့လိုလူကမြန်မာပြည်ရောလာမယ်ဒီ flip ဝင်းမှာလဲသူကလာပြီးတော့ဟိုပေါ့နော် judge အနေနဲ့လည်းပါဝင်မယ်သူကိုယ်ရင်လည်း perform နေလို့မယ်လို့တည်ထားတာဖြစ်တဲ့ကြောင့်ပေါ့အဲ့ဒီပွဲမှာလည်းကျွန်တော် MC အနေနဲ့ပါဝင်ထားပါတယ်အဲထို့အတူပဲဒီပွဲကြီးမှာလည်းလာရောက်ပြီးတော့อืมပြိုင်ပွဲဝင်တဲ့သူတွေကိုတက်နိုင်တဲ့ပကံတွေပဲ support ပေးပါကျွန်တော်ပွဲချင်းမမှတ်နေမှာနေရာကတော့ mass မှာဖြစ်ပါတယ်ဗျာအဲ့မှာလည်းကျွန်တော် MC အနေနဲ့ရှိနေပါမယ်အမကျွန်တော်စကားကြီးအများကြီးပြောနေဆိုလို့ခလာတခါလေးစားကျွန်တော်စကားကြီးရမ်းပြောတော့ခါလာတော့လေဘာဘလို့ခေါမလဲဟိုနှစ်နာရီသုံးနာရီလောက်ကိုကျွန်တော် non stop ပြောရတယ် အပြောင်းရတာဖြစ်တဲ့ခါကျတော့ကိုယ့်ရဲ့ concept နဲ့တော့ကိုက်တယ်ပေါ့နော်ကိုက်တော့တခါလေးကျရင်ဒီအခုကျွန်တော်တို့ competition ပွဲတွေပါလေကြာအဓိကပါလေလို့ပြောရစတနေကုန်ချင်းပါပြီးခဲ့တဲ့ပွဲတွေဆိုလဲအဲ့လိုမနက်9နိုင်ရည်ညနေ3နိုင်လောက်ထိသွားတာပေါ့နော်အဲ့လိုလောက်ထိတော့ကိုကပြောနိုင်တယ်ပေါ့အဲ့ဒါလည်းအဓိကဝါသနာအခြေခံနေတာပေါ့ဝါသနာတွေ passion တွေမရှိလို့ပြောရစရင် effort site မထုံနိုင်ဘူးအဲ့တော့အဲ့ဒါတွေရောအခြေခံတွေအဖြစ်တကြောင်ပေါ့ဒီပွဲမှာလည်းကျွန်တော်အကောင်းဆုံးစူးစမ်းပါမယ်တကယ်လို့ဒီထဲမှာကြည့်နေတဲ့သူတွေရှိရဲ့ဟဲ့ဆိုလဲအဲ့ပွဲကိုလာရောက်ပြီးတော့ကြည့်ရှုကြည့်ပါ ရသတစ်ခုခုတော့ပေးမှာပါအဓိကအဓိကတော့ဒီပွဲချင်းပါပေးတာမြန်မာဘာတန်တာ support group ကျွန်တော်ကတော့ MCD နဲ့ထပ်ပြီးပါထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုချမ်းသာကြပါစေကောင်းမွန်သောနေ့တွေပိုင်ဆင်ကြပါစေမောက်မီဒီယာလည်းအားလုံးကျေးဇူးတင်ပါတယ်